မင်္ဂလာပါရှင်မြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ခေါ်ဆောင်နိုင်ခဲ့ပြီးပင်လုံစာချုပ်ကိုချုပ်ဆွနိုင်ခဲ့တဲ့တမိုင်းဝင်ပြည်အောင်စုနှစ်အတွက်ရည်ရွယ်ပြီးတော့ပုဂ္ဂိုလ်တဦးကိုမျက်စိမှအနေမြင်မြန်သွားဖို့ရှိပါတယ်။သူကတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူပင်လုံညီလာခံကိုဖျက်ဆီးခွင့်ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။တင်းနာဆရာကြီးဟန်နာရီအုံးချိန်ပဲဖြစ်ပါတယ်ရှင့်။ဘဝမင်္ဂလာပါ။မင်္ဂလာပါ။ဒီပြည်အောင်စုနှစ်နဲ့ပတ်သက်ပြီးတော့ဘဝအောင်မိကုံးလေးတွေမိသွားချင်တာပါ။ ပထမဦးဆုံးဒီလွတ်လပ်ရေးနဲ့အတူပြည်အောင်စုနိုင်ငံတည်ထောင်မှုဗိုလ်ချုပ်အောင်ဆန်းဘလောက်ထိစိတ်အားထက်သန်ခဲ့ရလဲဆိုတာကိုပြောပြပေးပါဗိုလ်ချုပ်ကကြိုးစားမှုဟိုပြန်လေ့လာမှဆိုရင်ဗိုလ်ချုပ်ကအင်မတန်ပင်ပန်းတယ်အဲ့ဒီကာလမှာတောင်းလျှောက်ခရီးတွေထွက်တယ်လွတ်လပ်ရေးအတွက်အင်္ဂလန်ချင်းချင်းပြန်ချလာပြန်ချလာပြီးတောင်းကြီးချင်းချင်းစင်းအဲ့ဒီကာလဟာအခုသမီးတို့အဘတို့ခစ်လို့လန်ခီချွေးရမှုမဟုတ်တောင်းကြီးရောက်ဖို့ဆိုတာမော်ရကဖုတ်ချက်ဖုတ်ချက်နဲ့သွားရတယ်နော်တွေ့ဖို့ခက်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 တယ် ဒါဟုတ်သူပြမန်းခံစိတ်ရှိသွားတယ်။ဘာဖြစ်လို့ဟိုရောက်တဲ့ခါကျတော့ဒီရက်ဒီသူခွေတာလို့သူကွဲနေတဲ့တိုင်းသားတွေဟာတိတ်မကြည်မညက်တူတွေ့ရတယ်။သူတော့သူပြမယ်အထိဖြစ်တယ်။သို့တော်ရွေးရည်ကိုတပေါင်းကြီးရဲ့ယူမကလည်းပြည့်စုံတယ်လို့သူနားလည်တယ်။အဲ့ကျက်သူသိခံတယ်အကျဉ်းချင်းသိခံသိခံပြီးတော့မှဒီအရာယူတာပင်လုံစာချုပ်ကိုလက်ခဲတဲလဲဖြစ်ပြီးမှအရေးထိုးခဲ့ရလို့သိရပါတယ်။အဲ့လိုကြုံတွေ့ခဲ့ရတဲ့အခြေအနေနဲ့အတွေ့အကြုံတွေကိုလည်းသိချင်ပါတယ်။ပင်လုံစီးကွေးက6ရက်နေရစနေတယ် ဆိုင်သာချင်းနဲ့ချာနဲ့ညှိတယ်ချင်းနေနဲ့ရှာနေနဲ့ညှိပြီးသူတို့မူတီချရတဲ့သဘောထားကြီးအငင်းငယ်ညှိတယ်အဲ့ဒီချိန်မှာကချင်ကဘာဖြစ်လာလဲဆိုတော့သူလူလဲရရင်လည်းပဲဗမာရင်းနဲ့ပေါင်းပြီးယူဝင်ယူများတော်လဲသူ့သီးချာပြည်နယ်ဖြစ်သားမှပြေးပါဆိုတဲ့တောင်းစုချက်တရားတက်လာတယ်တက်ထားတော့ဘုဒ္ဓပင်လုံးကိုအဲ့ဒီရှေ့နေညเนาะရအောင်ခုနေ့နေည 8နိုင်လောက်မှရောက်တယ်။ရှေ့နေနေတဲ့ရှမ်းစောပါးရင်းနဲ့ကချင်နေနဲ့ချင်းနေတယ်ပဲဝိုင်းဖွဲ့ဆွေးနေတဲ့အင်္ဂလိပ်တွေနဲ့10ရက်ရောက်လာတယ်။အဲဒီတော့မှညှိကြတဲ့ခါကျတော့ဒီကုနာတီးကြတောင်းတာတွေပဲဖြစ်လာတယ်။ဆိုဘုသူတော့ဒေါကနေပြီ။ဒေါကမီပြမယ်သူဆက်မဆွေးနေတော့ဘူး။ဆွေးတဲ့ချိန်မှာဝိုင်းတောင်းမှန်းနဲ့ရှမ်းပြဥတင်ရိုးဘာလို့အားလုံးကကုနာရပ်ပါလား။ ုံကိုယ်တွေအားလုံးဝိုင်းတောင်းမှပြီးတော့ဘုဒ္ဓတားတဲ့ဘုဒ္ဓနေတဲ့ချိန်မှာရှမ်းစောဝါဒီတဲကတိုးတက်တဲ့အမြင်ရှိတဲ့တိုးတက်တဲ့အမြင်ရှိတဲ့တောင်ပိုင်စောဝါဒီခွန်ပန်းစိန်နောက်ညောင်ဖြူစောဝါဒီဆော့ဖြူတိုက်နောက်ပင်လုံစောဝါဒီဆော့ဆန်ထုံးသူတို့တွန်းလောက်ကဘုဒ္ဓကိုလာဖိတ်ပြီးတော့အစီဝေးတဲ့ခေါ်တယ်ခေါ်တော့ဘုဒ္ဓလိုက်ပါအဲ့ဒီမှာချစစကားပြောတာဘုဒ္ဓကဘာပြောလဲဆိုတော့ ခမဲကိုတို့ကိုသိမကြခင်မှာလွတ်လိုက်ရမယ်ဘမပြီးလွတ်ရရတော့မယ်အဲ့တော့ဒီလွတ်ရရယူတဲ့အခါမှာခမဲကိုပါကျင်လဲပါမပါကျင်လဲနေကျုပ်တရားမှမမခေါ်ဘူးခမဲကိုစိတ်ဆန္ဒရှိတယ်လို့လည်းဆိုဘူးပြောတယ်အဲ့တော့အားလုံးကသဘောပေါက်သွားတယ်မဟုတ်ဘူးကျွန်တော်တပေါင်းကြီးလေးယူရမယ်ဆိုရချာအဲ့ဒါနဲ့ညှိကြတဲ့အခါမှာခုနဆက်ပြင်းညအဲ့ဒီပင်လုံစာကျူကြီးရဲ့ drug ကိုရေးကြတယ်ရေးပြီးဆက်နေနေမနဲ့ကိုနိုင်မှာအားလုံးစူပေါင်းလက်မှတ်ထိုးတယ် အခုဖြစ်တည်နေတဲ့အခြေအနေပေါ်ဘိုးကျောင်းဆန်းသာရှိခဲ့မယ်ဆိုလို့ရှိရင်ဘာတွေပြောမယ်လို့ပါထင်ပါသလဲညစာစားပွဲမှာဆက်တည်နေသူဘာပြောလဲဆိုတော့ကျုပ်ဂျပန်ခေတ်တုန်းကကရင်လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့တုန်းကကရင်စစ်သားတယောက်ကပြောတယ်အဲ့ဒါကျုပ်ကောင်းကောင်းမှတ်မိတယ်ဗမာကဖဲ့ရိုက်တယ်ကရင်ကငားမြတယ်ရှမ်းကဘိတ်ရှူတယ်အလုံးအတူတူနဲ့အနုနုပဲ တယောက်တယောက်ပြစ်မဖို့စဒန်းလို့ပြောခဲ့တယ်အခုလည်းဒီတိုင်းပဲဘိုးရောင်စံစကားအရပြောရင်ဖားနိုင်ငံဖြစ်မယ်လို့ပြောမှာပဲဟုတ်လားအခုကဖားတယ်မကဘူးဖားတဲ့ဆုတ်ပြတ်တဲ့နိုင်ငံဖြစ်မရောက်ဖို့အောင်စံစုကြီးကဲစဲနေတယ်ဒီလိုတော့ဘာဖြစ်ကျင်တယ်ဘာဘာကြုံတွေ့ခဲ့ရတဲ့ပင်လုံညီလာခံရဲ့အခင်းချင်းတဲ့အခြေအနေတွေကိုပြပြပေးပါဘလို့လိလာသူတွေကိုပါဝင်တာလဲဘောကျောင်းအောင်ဆန်းအဓိကစိုးရင်ခဲ့တာဘလို့အချက်တွေလဲဆိုတာကိုပြပြပေးပါရှင် ပြည်ထောင်စုဖွဲ့စည်းဖို့စိတ်ဓာတ်ဟာအဘလို့1948ခုနှစ် February 7ရက်နေ့6ရက်နေ့စတယ်ဘုရားရောက်တာ10ရက်နေ့ရောက်တယ်6ရက်10ရက်17ရက်12ရက်ဆွေးနွေးပြီးတော့7ရက်နေ့မှာသမိုင်းဝင်ပြည်လူစားချုပ်ကိုလက်မှတ်ထိုးနိုင်တယ်နော်အားလုံးပေါင်း23ယောက်ပါတယ်အဲ့ပြည်လူစားချုပ်ကြီးကိုချုပ်ဆိုနိုင်ခဲ့တဲ့ကိစ္စကဘာပြောကြလဲလို့ဆိုတော့တို့ချုပ်ပြောရင်လူလာရီ ဗမာရီပေးတယ်လို့သူတို့ကလည်းပေးပါဗမာရီနဲ့ဗန်တူအခွင့်ရေးပေးပါအဲလူရည်ရရတဲ့အခါမှာလည်းပဲဗမာရီနဲ့တပေါင်းတစည်းတည်းယူမယ်ပြည်ကြခွဲပြီးမယူဘူးဆိုတော့မူချလို့ရတယ်ဒါပြည်တော်စု တပေါင်းတစည်းတည်းဒီမြေမှာနေတဲ့တမီတဲ့နေတည်တဲ့ပေါ့တူရုံစင်းမိကမောင်မရင်ဖြစ်တဲ့တိုင်းရင်းသားတွေဟာနော်တပေါင်းတစည်းတည်းလက်ပြောပြီးတော့လွတ်လပ်ရယူမယ်လို့ဆိုပြတဲ့ဆိုပြချက်ပဲ ဒီလိုလက်ရည်နဲ့အတူသက်ဆိုးရှိနေတဲ့ပြည်ရင်းစစ်ကြီးငြိမ်းချမ်းအောင်လို့ဒီအစိုးရတမတော်ဘက်ကရောနဏကိုင်ဖွဲ့စည်းတွေကဘာတွေပြင်ဆင်ရမလဲဘာတွေလုပ်ဖို့ရှိလဲဘယ်လိုတွေအချိန်ယူရမလဲဘာတွေဖြေလျှော့ပေးရမလဲဆိုတာကိုဘာဘာပြပြပေးပါတမတော်ဟာတခုပဲရှိတယ်တမတော်ဟာဖွဲ့စည်းချုပ်ဘုတ်အခြေခံဥယျာဉ်ပေါက်ဖွာလာတာဒီတမတော်ဆိုတာဗမာတမတော်မဟုတ်ပြည်တော်စုတမတော်ပြည်တော်စုဆိုတာတရားရင်သားပေါင်းစုံ နော်ပါဝင်တဲ့ပြည်အောင်စုကြီးဒီတက်ထဲမှာလည်းတန်ရင်သာပေါင်းစုတန်ရင်သာမိဘတွေကမွေးထားတဲ့သာသမီယရနာတွေပေါင်းစုထားတဲ့တက်မလို့ပဲဖြစ်တယ်ချင်းလည်းပါတယ်ကချင်းလည်းပါတယ်ရွှေစွာအစုံနော်ကိုရခါတော်ပါတယ်အဲ့လောက်ထိပြည့်စုံတဲ့တက်မလို့ဟာတိုင်းရင်းသားလက်နဲ့ကင်အဖွဲ့စီဘမတက်မလို့ဟာလက်နဲ့ကင်ဖွဲ့စီလို့သူ့ခွဲစကားပြောတဲ့စကားသည်မှားတယ် ီကမှာခြေသာဥပ္ပေရပြည့်ရထားတဲ့တာဝန်ရတိုင်းပြည်ကကွယ်ရေးကိုထိမ့်သိမ်းဆောင်ရှောက်ရမယ်။တိုင်းပြည်ပြည်ရင်းရပြည်ပရန်တောက်ရှက်သူမောင်များကိုကာဝတ်တားစီရပြည်သူတွေရဲ့ဘဝလုံခြုံရေးအတွက်တနည်းအားဖြင့်လွတ်လပ်ရေးအတွက်ရှည်စည်းရေးအတွက်ဒီတပ်မတော်မှာတာဝန်ရှိတယ်။ဒီနေ့တပ်မတော်မှာဗမာကတင်နာပတိဖြစ်ခြင်းဖြစ်မယ်၊နေပြည်တော်ချင်းကတင်နာပတိဖြစ်ခြင်းဖြစ်မယ်၊ကချင်ကတင်နာပတိဖြစ်ခြင်းဖြစ်မယ်။ ဘယ်သူပဲဘယ်လူမျိုးပဲဘယ်မျိုးသားပဲဖြစ်ဖြစ်ဒါပြည်တော်စုသားတွေပြည်တော်စုသားတွေဥစည်းရဲ့တက်မရဲ့အမိန်ကိုသတိသသာအားလုံးနာကရမှာတို့တာဝယ်မယ်အဲ့ဒီစကားဒီအဘဒီလောက်ဖြစ်ရင်ပြည်လဲကောင်းပါတယ်အခု27ရာစုပင်းလုံးဒုတိယအစည်းအဝေးပြန်လဲကျင်းပပါတော့မယ်ဒီအစည်းအဝေးမှာဘာတွေတိုးတက်ကောင်းမွန်လာမယ်လို့ဘဘထင်ပါတယ်စိတ်ကြအယူကြီးတယ်အစိတ်ကြဆိုတာဘယ်လောက်ပဲသူခွဲသူခွဲဘယ်လောက်ပဲသူခွဲသူခွဲ မှန်ကန်လိုက်ပြန်ညင်ညွတ်တာပဲအဲညင်ညွတ်တဲ့နေဟာညင်ညင်ရတဲ့နေပဲပြောတယ်အဲ့ဒီတိုင်းမှာတို့ဘုမပြဟာမကြခင်ညင်ကြမယ်လို့အဘယုံကြည်ပါတယ်အဘအသက်60ပြည့်ကန်နေပြီအဘမသိခင်ဘုမပြညင်ကြညံ့ကြနဲ့ချမ်းမြမ်းတာသာဘဝပြန်ရောက်မယ်လို့ကြောင်ဆန်းစုကြည်အပေါ်မှာယုံကြည်မှုနဲ့တမီးပြောရရင်ဘုရားအောင်ဆန်းစိတ်ဓာတ်အပြည့်ရှိတဲ့သူသမီးလက်ထက်မှာ အောင်မြင်မယ်လို့ဗျယုံကြည်ပါတယ်ပြောင်စုနေအကျိုးနှုတ်ခွန်းဆက်စကားလေးပြောပြပါဗျပြောင်စုနေဟာဒီနေ့က80ပြည့်တဲ့နှစ်ပဲအဘအသက်90ပြည့်ကနေပြီအဘအသက်20 19 20လောက်ကသတင်းတော်ဘဝနဲ့ပြောင်စုစာချုပ်ချုပ်တော့ပါခဲ့တယ်နော်အဲ့ဒီကလက်ကြံအဘရဲ့တောင်ကြီးကတနည်းကတရက်နေ့ကတည်သွားတယ်ဂူဒီဖေဖေတရက်နေ့ကတည်သွားတယ်ကိုစားဝင်နှစ်ယောက်ကြံတယ်သူကသွားပြီအဘကြံတယ် အဘပြောမယ်ဆိုရင်အများကြီးပြောစရာတယ်မကောင်းတာတွေလည်းပြောပြရတယ်ကောင်းတာတွေလည်းပြောပြရတယ်ဒုဗမာပြရကောင်းတာအောင်မကောင်းတာအောင်စုံအောင်ဖြစ်ခဲ့တာဒီနေ့တည်းလည်းကောင်းတာတွေရောမကောင်းတာတွေရောစုံနေတယ်ဖြစ်နေတယ်နော်မင်းတို့ဘဝတွေအဲ့တော့မင်းတို့လူတွေလူဖြစ်လာလို့မင်းတို့ရဲ့နောက်တစ်ဆက်မျိုးဆက်ရောက်တဲ့အခါမှာဗမာပြည်တို့တည်းကြီးပွားချမ်းသာနေတာဘို့အတွက်ဒီနေ့လူဝမ်းမတော်ဝင်ရှိတယ်ဒီနေ့အားလုံးတညီညီတွေ့တဲ့ဝမ်းပြီးတိရောက်မယ်ဆိုရင်မင်းတို့မျိုးရဲ့သားသမီးတွေလည်းထရောက်ဗမာပြည်ဟာ အချမ်းသာဆုံးနိုင်ငံကြီးနဲ့ဒေါအောင်ဆန်းစုကြည်ပြောခဲ့စင်ကာပူရဲ့ကျော်တဲ့နိုင်ငံကြီးဖြစ်မယ်လို့ဗာယုံကြည်ဟုတ်ကဲ့ပါပြည်အောင်စုနှစ်ရဲ့နှစ်သာရအောင်အားလုံးလည်းကြားသိခဲ့ရပြီလို့ထင်ပါတယ်ကြီးစုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ရှင်